အားလုံးပဲမင်္ဂလာပါ။ဒါကြောင့်ဒီကနေ့ပြန်လဲကြိုဆိုပါရစေ။ကျမကတော့မျိုးပါ။ဒီတစ်ခါမှလည်း GLPD M4 level ခန်းကြီးသင်ခန်းစာလေးတွေကိုအတူတူလေ့လာဖို့ပြင်ဆင်ထားပါရစေ။ဒီနေ့လေ့လာမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာ6 Lesson 6ရဲ့ရှီကိုတိုအလုတ်ကိုင်းဆိုတဲ့စကားလုံးနဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေကိုလေ့လာမှာပဲဖြစ်ပါရစေ။ပထမဆုံးတွေ့ရမယ့်ခန်းကြီးလေးက ဝင်စားမှုပေးသည်အလုပ်လုပ်ပေးသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီရှိမှတွေ့ရတာကလူဆိုတဲ့ခန်းကြီးလေးအနောက်ကခန်းကြီးလေးကလည်းသူကဒီလူပုဂ္ဂိုလ်တွေမှာပဲသုံးတယ်ပေါ့နော်ရှိဆိုတဲ့ခန်းကြီးလေးอ่ะဆိုတော့ဒီမှာဆိုရင် လူတစ်ယောက်ကသူ့ရဲ့အဲတခင်ရဲ့အရှိတတဲမှာမတက်ရက်ပြီးတော့တခင်တို့အလုပ်လုပ်ပေးတယ်ဆိုတော့ပုံပန်းတရံနဲ့ခန်းကြီးလေးပေါ့နော်သူ့ကိုရေးမယ်ဆိုလို့ရှင်သူ့ကိုရေးကြည့်မယ်ဆိုရင်အရှိရလူဆိုတဲ့ခန်းကြီးလေးကိုရင် ရေးမယ်တစ်ချက်နှစ်ချက်အနောက်က၃ လေငါဘောနော်ဆိုတော့သူရဲ့ခွန်ယောမီကဇခအဲရုအွန်ယောမီကရှိကျမ်းမစ်ကလုံးလေးနှလုံးကရှိခိုးတူရှိခိုးတူဆိုရင်အလုတ်အကင်ပေါ့နော်ရှိခိုးတူကနန်းဒက်စကဒါမှမဟုတ်ရှိခိုးတူကဒိုးဒက်စကအလုတ်အကင်ဘလို့လဲနောက်ခုကရှိခတာကနိုင်ရှိခတာကနိုင်ဆိုတာမတတ်နိုင်ဘူးဒါအပြည့်မရှိဘူးဆိုတဲ့အိပဲပေါ့နော်ဥမာအမေသားခါရမိုးရနီမိုးလွဲ့ဖြစ်တဲ့အတွက်ပီကနစ်မထွက်နိုင်တော့ဘူးရှိခတာကနိုင်တတ်နိုင်ဦးအဲ့လိုမျိုးပေါ့နော် ဒါဆိုရင်ဒီစကားလုံးလေးက self load သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးလေးဖြစ်ပါတယ်။နောက်ထပ်162လုံးမြောက်ကကြတော့ခုတူဆိုတဲ့ခန်းကြီးလေးပေါ့နော်။သူကဒီမှာအချောင်းလေးတွေထည့်ထားတဲ့ခွက်ကလေးကိုလက်ကလေးနဲ့ကင်ထားတယ်ပေါ့နော်။ဆိုတော့ပစ္စည်းတွေကိုရည်တွက်တယ်ဆိုတဲ့အလုပ်ပေါ့နော်။ရှီကိုတူရည်တွက်ခြင်းဆိုတဲ့အလုပ်အဲ့ဒါကိုနောက်ဆုံးခုတူလေးနဲ့သုံးရတယ်ပေါ့။ဆိုတော့ဒီခုတူလေးကိုခန်းကြီးလေးရေးကြည့်မယ်ဆိုရင်တစ်ချက်နှစ်ချက်သုံးလေး ြစ်လာမှာတည်းတည်းလေး shit ဘောနော်သူရဲ့ခွန်ယောမီကခုတ်တော့ဝန်ယောမီကကြည်ကြံ့မဲ့စကလုံးလေးလေးလုံးကခါကြည့်ခါကြည့်ဆိုရင်မီးလောင်မှုဘောနော်ဆိုတော့အိမ်နေမီးလောင်တာတပည့်စက်ရုံနေမီးလောင်တာအဲ့လိုမျိုးမီးလောင်မှုနောက်ကယောကြည်ယောကြည်ကကြတော့ကိစ္စရက်ဟောဒီညနေပါတီပွဲကိုလာနိုင်မလားဒါဆိုရင်ဟဲကိစ္စရှိတဲ့အတွက်မလာနိုင်ပါဘူး sorry ပါအဲ့လိုမျိုးပြောလို့ရရယ်เนาะယောကြည်ကအာရုံတော်တဲ့အဲ့လိုမျိုးသုံးလို့ရရယ် နောက်ကဒိုင်ဂျီနာဒိုင်ဂျီနာဆိုတာအရေးကြီးသောဒိုင်ဂျီနာခုတိုးဆိုရင်အရေးကြီးသောကိစ္စရက်ဒါမှမဟုတ်ဒိုင်ဂျီနာဟစ်တိုအရေးကြီးသောလူပုဂ္ဂိုလ်အဲ့လိုမျိုးဒိုင်ဂျီနော်ဒိုင်ကအရှိကအိုခီဆိုတဲ့ခန်းကြီးလေးနဲ့အခုဒီကိစ္စရက်ဆိုတဲ့ခန်းကြီးလေးနဲ့တွဲလိုက်တယ်ပေါ့နော်နောက်တစ်ခုကကြောင့်ခုတိုးတဲ့ခုတိုးဆိုတာကကိစ္စရက်သို့မဟုတ်အကြောင်းအရာပေါ့နော်ဥမာဌာနရှိခုတိုးဆိုရင်ကျောရှင်စရာကောင်းတဲ့ကိစ္စရက်ဒါမှမဟုတ်ရှင်လေခနာရှိခုတ်တို့ဆိုရင်ဝမ်းနေစရာကောင်းတဲ့ကိစ္စရက်အဲ့လိုမျိုးပေါ့နော်ခုတ်တို့ဆိုတာတုံးလို့ရပါတယ် ဒါဆိုရင်ကျမ်းအမဲ့ခန်းကြီးလေးတွေကခါကြီးယောကြီးဒိုင်ဂျီနာခုတ်တိုဒါဆိုရင်မတ်တာကိစ္စရဲ့အကြောင်းအရာဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ထပ်163လုံးမြောက်ကဆီလ်ဗာငွေပေါ့နော်ရွှေငွေရဲ့ငွေလေးပေါ့ဆိုတော့သူ့ရဲ့ရွှေငွေရဲ့ငွေလေးမှာအရှိမရွှေဆိုတဲ့ခန်းကြီးလေးထပ်ပါတယ်။ဒီနောက်ကခန်းကြီးလေးကြောင့်ဒီမှာမျက်လုံးလေးနဲ့ဓာလေးနဲ့ပေါ့နော်ဆိုတော့သူကဒီရွှေတောင်ကြီးကိုတခြားကိုကြည့်ပြီးတော့မှဓာနဲ့တူးနေရဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒါဆိုရင်ဒီခေါက်ကငွေဆိုတဲ့အဓိပ္ပာယ်လေးပေါ့ ော့သူ့ကိုခန်းကြီးလေးချစ်ကြည့်မယ်ဆိုရင်အရှိမရွှေဆိုတဲ့ခန်းကြီးလေးကိုအသေးလေးရေးမယ်ပေါ့နော်အသေးလေးဖြစ်တဲ့အတွက်သူကဒီဘက်တစ်ချမ်းကိုဒီဘက်တစ်ချမ်းကိုချစ်တဲ့အခါမှာအရင်လိုအရှိမချစ်နဲ့နှစ်ချက်မြောက်ကလိုတူတူလေးပဲချစ်မယ်နော်နှစ်ချက်သုံးချက်လေးချက်ပြီးရင်၅ချက်ကတတဲလေးဆွဲပါ၅ချက်၆ချက်9ချက်ပြီးရင်10ချက်ကဆောင်းဆောင်းလေးတက်ပြီးမယ်နော်ပုံမှန်ဆိုရွှေတော့တို့ရေဒီလိုတက်တက်ဆွဲတယ်ဒီမှာဆောင်းဆောင်းလေးတက်ပြီးမယ်နော် တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ခြောက်ချက်ခုနှစ်ချက်ရှစ်ချက်ဆိုတော့ကိုးချက်မြောက်ကကို30စက်တက်7 7 4ဒါက server ငွေဆိုတဲ့ခန်းကြီးလေးပေါ့နော် gain လို့အတန်းထွက်ပါတယ် on your me က gain ကျဲမဲ့စကလုံးလေးသုံးလုံးက gain ကို gain ကိုဆိုရင်ဘန်ယုံပေါ့နော် ဒီရှိမှာ gain လေးနဲ့တန်ထွက်သွားတယ်နောက်ခု gain တခုတည်းဆိုရင်ငွေပေါ့နော် silver ငွေဆိုတဲ့ပဲပါနောက်ခုက ginza ginza ဆိုတာကနာမည်တခုပေါ့နော်နေရာတခုရဲ့နာမည်တိုကျိုမြို့ရဲ့နေရာတခုရဲ့နာမည်ကို ginza လို့ခေါ်ပါတယ်အဲ့ဆိုကျန်မာလေးက ginkgo နဲ့ gin ပေါ့နော် ginza လေးကမချက်လဲရပါတယ်နေရာတစ်ခုရဲ့နာမည်ဆိုတော့ဒါဆိုရင်ဒါက163လုံးမြောက်ကငွေဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နော် 164လုံးမြောက်ကကြတော့ member ပေါ့နော်အသင်းဝင်အသင်းသားသုံးလို့ရှင်ဝင်ထမ်းအဲ့လိုမျိုးအလေးပဲနဲ့တက်ရောက်တဲ့စကားလုံးလေးပါဒီမှာဆိုရင်စားကြရတဲ့အပြည့်ဖြည့်ထားတဲ့အိုးရှိတယ်ပေါ့နော်ဒါဆိုရင်အိုးအိုးရဲ့အရာတွေကိုခုနလိုပဲ caso aero ရည်တွက်တဲ့အလုပ်ပေါ့နော်ဒါဆိုရင်နာခမသူကကြတော့ member ပေါ့နော်အချင်းချင်း member ဆိုတဲ့အဓိပ္ပာယ်လေးပေါ့သူ့ကိုရေးမယ်ဆိုရင်အပေါ်က4000တုံးလေးကို အလျားလိုက်ရှိရှိလေးဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ပြီးအောက်မှာမျက်လုံးလေးရေးမယ် ဆယ်ပေါ့နော်ဆိုတော့သူ့ရဲ့ on your me က in ပေါ့နော်ချဲ့မဲ့လေးလုံးကခိုင်ရှာ in ခိုင်ရှာဆိုတာကကုမ္ပဏီနောက်က in လေးထည့်လိုက်လို့ရှိရင်ကုမ္ပဏီဝင်ထန် ginkgo in ginkgo ဆိုတာကဘန်ယုံနောက်က in လေးထည့်လိုက်ရင်ဘန်ဝင်ထန်ပေါ့နော် နောက်ကသန် in ဒီမီဆဲဆိုတဲ့ခန်းကြီးလေးကစိုင်လို့ဘာလို့မှသုံးတယ်နော်။နောက်က in လေးနဲ့ထည့်လိုက်တော့ than in sign win tan ပေါ့နော်။နောက်ကခိုင် in ခိုင်ကကြတော့သူကအဲ့လိုမျိုးအာအဖွဲအစည်းဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။ခိုင် in ဆိုရင် member ဝင်နဲ့အသင်းဝင်ပေါ့။ဥပမာ gym မှု khai in ဆိုရင် gym member ဝင်အဲ့လိုမျိုးပေါ့နော်။ gym အသင်းဝင်အဲ့လိုမျိုးပေါ့နော်။အဲဆိုရင် chairman လေးလုံးက khai sha in, ging ko in, than in kain ဒါဆိုရင် member ဆိုတဲ့အတိတ်ပဲဝန်ထမ်းဆိုတဲ့အတိတ်ပဲလေးပဲဖြစ်ပါတယ်။နောက်တော့165လုံးကမြောက်ကကြတော့ medicine စေပညာနဲ့ပတ်သက်တဲ့စကားလုံးလေးပေါ့နော်။ဆိုဒီမှာအရက်အိုးလေးရှိတယ်ပြီးဒီမှာမြားလေးလည်းရှိတယ်ဒီမှာလက်ကလေးဓာလေးနဲ့ဆိုဒီလက်ကလေးကဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့မှအရက်နဲ့ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့မှလူနာတွေကိုယောဂါကိုကုသပေးရဲဆိုတဲ့ပုံစံလေးပေါ့နော်သူ့ကိုခန်းကြီးလေးချစ်ချင်မှဆိုရင်တစ်ချက် နှစ်ချက်သုံးလေးငါချောက်ခုနှစ်ပေါ့နော်ဇောသူရဲ့အုံယောမီကအိအိရှာအိရှာဆိုရင်ဒေါက်တာဆရာဝန်ပေါ့နော်အိဂကုအိဂကုဆိုရင်စေပညာဥမာအိဂကုဘန်ကျိုစတေးမတ်စေပညာသင်ကြားနေတယ်အဲ့လိုမျိုး အရင်နဲ့အရင်ကကြတော့ဆေးကန်းပေါ့နော် clinics တွေကိုပြောတာအဲငါရဲ့ရက်ွက်ထဲမှာဆေးကန်းတွေအများကြီးရှိတယ်အဲ့လိုမျိုးဆိုအရင်နဲ့တုံးလို့ရပါတယ်နော်ဒါဆိုရင် isha igaku in ဒါဆို medicine ဆေးပညာဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်နောက်ထပ်166လုံးမြောက်ကကြတော့လူပုဂ္ဂိုလ်ဆိုတဲ့စကားလုံးလေးပေါ့နော်သူကဒီမှာကြလို့ရှိရင်အာဒီမီးဖို့မီးဖို့ထဲမှာပေါ့နော်ဒီမှာတစ်ချောင်းလေးတွေကိုမီးလောင်မီးရှို့ထားတယ်ပေါ့ဒါဆိုရင် အမီးဖိုဘေးနာမှာလူတွေကဆူယုံးပြီးလာကြရဲဆိုပုံစံမျိုးလေးပေါ့နော်လူဆိုတာလေးနဲ့ကိုစားပြုတ်လိုက်မယ်ဆိုတော့သူ့ဘောကအပေါင်းလက္ခဏာလေးကိုရင်းရင်းမယ်တစ်ချက်နှစ်ချက်ပြီးအောက်ကဟာရှိရှိလေးဆွဲမယ်သုံးချက်ပြီးလေးချက်ငါ၆၇၈၈မိုနိုလူဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ခွန်ယောမီကမိုနိုအွန်ယောမီကရှာမိုနိုမိုနိုဆိုတာလူပေါ့နော်ဥပမာဝါကမိုနိုဆိုရင်လူငယ်တွေပေါ့နော်အဲအသက်ရွယ်ငယ်တွေရဲ့လူတွေပေါ့အဲအဲ့လိုမျိုး မုံတို့နောက်ခုကဟာအိရှဟာအိရှဆိုရင်သွားဆရာဝန်ဒီအိရှဆိုတာကဆရာဝန်အရှိမဟာလေးပါလိုက်တယ်ပေါ့နော်ဟာအိရှဆိုရင် dentist သွားဆရာဝန်နောက်ခါကျတော့ဂါကုရှဂါကုဆိုတာကအာဂါကုဆေးဘာလို့ပေါ့နော်အဲ့ဒီဂါကုလေးဖြစ်တယ်နောက်ကရှဆိုတာကအခုလူပုဂ္ဂိုလ်ပေါ့ဒါဆိုဂါကုရှဆိုရင်သူကပညာရှင်လို့ပြောချင်တာပေါ့ဥပမာဒီ historical တမိုင်းဘာသာရဲ့နဲ့ပတ်သက်ပြီးတော့သူက လေ့လာလို့ပြီးမြောက်တက်မြောက်သွားပြီးမှ profession ဖြစ်သွားတဲ့ပညာရှင်မျိုးအဲပြီးလို့ရှိရင် philosopher လို့ပါလို့ပေါ့နော်အတွေးခေါ်ပညာရှင်မျိုးအဲလိုမျိုးဆိုရင် gakusha လို့ခေါ်တယ်နောက်ကစာကုရှာစာကုဆိုတာကစာကုစဲရလာတယ်ပေါ့နော်သူကဖန်တီးတဲ့လူပြုလုပ်တဲ့လူစာကုရှာဆိုလို့ရှိရင်စာရေးတဲ့သူ author ပေါ့နော်ဥမာကဗျာတွေဝတ္ထုတွေအဲ့ဒါတွေရဲ့ author ဆိုရင်ဒါသူရဲ့စာရေးတဲ့သူတချင်းတွေပါတယ်ရဲ့ဖန်တီးရဲ့လူရေးသားတဲ့သူအဲ့ဒါဆိုရင်စာကုရှာလို့ခေါ်ပါတယ်ကျမ်းမဲ့လေးလုံးကမိုနို ဟိုင်ရှာဂါကူရှာဆာကူရှာဒါဆိုရင်လူပုပ်ကိုဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်။နောက်ထပ်169ကကြတော့အလုံးလုံးသေးဆိုတဲ့ခန်းကြီးလေးပေါ့နော်။အရှိမလူလေးပါမယ်။ပြည်ဒီမှာအရန်လေးတဲ့ပစ္စည်းဆိုတာပါမယ်။နောက်ကခွန်အားဆိုတဲ့ဒီမှာလမောင်းကြီးနဲ့ခွန်အားဆိုတဲ့ပုံစံပါမယ်ပေါ့နော်။ဒီမှာဆိုကြည့်မယ်ဆိုရင်ဒါပဲလူပုပ်ကိုရဲ့ဒါအိုမိုးကြီးရဲ့ခန်းကြီးလေးနော်။လေးလံသေးဆိုတဲ့ခန်းကြီးလေးရဲ့နောက်ကချီခါတာလေးရဲ့ဒါဆိုရင်သူကအလုံးလုံးတဲ့ဆိုတဲ့အထိပယ်လေးနဲ့ပတ်ရောက်တဲ့ခန်းကြီးလေးပေါ့နော်။လူဝင်ရေးမယ်တစ်ချက်နှစ်ချက်

hatarakimasu ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် hataraku khonyomi ga hataraku onyomi ga do ဆိုကြက်မှာနှလုံးဖြစ်တဲ့ hataraku အလုံးလုံးဒီပေါ့နော် hatarakimasu နဲ့အတူတူပါပဲနောက်ခုက rodosha rodosha ဆိုတာအလုံးသမားဥမာဆက်ရုံအလုံးသမားလို့ပါလို့ပေါ့နော် rodosha ဒါဆိုကြက်မှာနှစ်ခုပဲ hataraku rodosha အလုံးလုံးဒီဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်168လုံးမြောက်ကကြတော့ roof ပေါ့เนาะအိမ်ခေါင်မိုးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးလေးပေါ့ဒီမှာဆိုရင် အဲဒါအဝိဆာနဲ့အမိုးလေးပေါ့ဒီမှာညာလေးနဲ့ဒါဆိုရှင်အပေါ်ကနေပြီးတော့အဝိဆာလေးကြာနေတယ်ပြီးလို့ရှင်အာညာလေးနဲ့ထိနေတယ်ဆိုတော့အဓိပ္ပာယ်လေးပေါ့နော်ဆိုတော့အင်ခေါင်မိုးဆိုတဲ့အခန်းကြီးလေးပဲဖြစ်ပါတယ်ဒါလေးကခေါင်မိုးပုံစံမျိုးလေးနော်တစ်ချက်နှစ်ချက်သုံးချက်ပြီးရင်၄5 6 9 10โอ้ သူရဲ့ခွန်ယောမီကယဝွန်ယောမီကဥခုကျမ်းမဲ့လေးလုံးကဟွန်ယဟွန်ယဆိုရင်စာအုပ်ဆိုင်ဟွန်ယဥမာဟာနာယဆိုရင်ပန်းဆိုင်ပေါ့နော်ဖန်းယဆိုရင်ပေါမုတ်ဆိုင်အဲ့လိုမျိုးဒီမှာဟွန်ယစာအုပ်ဆိုင်နောက်ခုကဥခုကျော်ဥခုကျော်ဆိုရင် အပေါ်ဆုံးထက်လာတာဆောင်ပေါ့နော် roof top ကိုပြုံးတော့ roof top ကိုတုံးတာပေါ့နော်ဥခုကျော်နောက်ခုကယာအိုးယယာအိုးယကျတော့ဟင်းသီးဟင်းရွက် vegetables တွေရောင်းနေဆိုင်ပေါ့နော် ဆိုတော့သူရဲ့ရာဝရရဲ့ဒီခန်းကြီးလေးကအတန်ထွက်လေးက special လေးဖြစ်တဲ့အတွက်အယောင်လေးထားပြထားဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာဒီစကလုံးကတော့ရနေပဲတန်ထွက်တယ်နော်။နောက်ခုကကြတော့ဟေရဟေရကကြတော့အခန်းပေါ့။အိတ်တဲ့အိတ်ခန်းတွေကိုလည်းဟေရလို့သုံးတယ်လို့တချို့တိုက်ခန်းတိတိလေးတွေဆိုလည်းဟေရလို့ပဲသုံးပါတယ်နော်။ကျန်မာကဟွန်ရဩခုကျော်ရာဝရဟေရဒါဆိုရင်အမိုးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နော်။ 169ဟာကျတော့ထုတ်လုတ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဒီမှာအိုးလေးကိုမြေအိုးလေးကိုဒီမှာလှဆင်ထားတဲ့ဘေးနားမှာအသပင်ပေါက်ကလေးရှိတယ်ပေါ့နော်ဒါကထုတ်လုတ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ချစ်ကြည့်မယ်ဆိုရင်တစ်ချက်နှစ်ချက်သုံးလေးငါ၆၇၈၉တက်တက်လေးနော်၉၁၁၁ ခေါင်းကရှင်သန်သည်ဆိုတဲ့အထိပဲလေးနဲ့တက်ရောက်လို့နော်ဒီအောက်ပိုင်းလေးကကြတော့ခင်ဗျာဆိုလို့ရှင်ဒီမှာကဥမှုခွန်ယောမီကဥမှုဝန်ယောမီကစန်ဥမှုဥမှုကကြာခလေးမွေးသည်ပေါ့နော်ဥမှာအရင်ပဲကျက်မာတဲ့ခလေးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်ဒါဆိုရှင်ဥမှုနဲ့တုံးတယ်နောက်ကွာစိဆန်ဆိုလို့စိဆန်ဆိုလို့ကကြတော့ထုတ်လုပ်သည် produce ပေါ့နော်စိဆန်ဆိုလို့ဥမှာဒီဆက်ယုံကနေပစ္စည်းရေးထုတ်လုပ်တယ်လို့ပြောလို့အဲ့လိုမျိုးဆိုရင်စိဆန်ဆိုလို့နဲ့တုံးလို့ရတယ် နောက်ကဇိုင်းဆန်ဇိုင်းဆန်ကကြတော့ဒနာဥစ္စာပစ္စည်းတွေပေါ့နော်အဲသူစီမှာအဲသူကဥစ္စာဒနာပေါ်ကျွဲသွားတယ်လို့ပြောလို့ဆိုရင်ဇိုင်းဆန်နဲ့သုံးလို့ရပါတယ်ဇိုင်းဆန်ကသကုဆန်အာဒီမတ်ပေါ့နော်ဆိုတော့ကြက်မဲ့သုံးလို့ကဥမှုဇိုင်းဆန်ဆိုလို့ဇိုင်းဆန်ဒါဆိုရင်ထုတ်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တည်းခန့်ချလေးပဲဖြစ်ပါတယ်နောက်ဆုံးစလုံးလေးဖြစ်တဲ့190လုံးမြောက်ကကြတော့လုပ်ငန်းဆိုတဲ့အဓိပ္ပာယ်နဲ့တယောက်တည်းခန့်ချလေးပေါ့နော်ဆိုရှင်ဒီမှာ musical instruments တွေနဲ့ဒီမှာ အာခေါင်းလောင်းလေးပေါ့နော်အဟာလေးတွေကအာကင်တွေရတာခက်ခဲတဲ့အလုပ်လုပ်ရတာခက်ခဲတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တဖြည်းဖြည်းနဲ့လုပ်ငန်းဆိုတဲ့အဓိပ္ပာယ်လေးပေါ့ပါတယ်ပေါ့နော်ဆိုတော့သူ့ကိုဆွဲမယ်ဆိုလို့ရှိရင်အလေကအချောင်းလေးကိုအရင်ချစ်မယ်နော်တစ်ချစ်နှစ်ချစ်တတဲလေးနှစ်ချစ်ဆွဲမယ်ပြီးတော့မှဘေးနားမှာအစွန်လေးဆွဲမယ်၃ချစ်၄ချစ်အားလုံးဆက်လိုက်မယ်၅ချစ်ပြီးရင်အောက်မှာ6 9 10 10 ြီးရင်အလဲတက်တက်နဲ့ဆွဲချမယ်71 73ဂျောဆိုတဲ့ခန်းကြီးလေးပေါ့နော်သူရဲ့အုံယောမီကဂျောချက်မဲ့စကလုံးလေးလေးလုံးကစန်းဂျောစန်းဂျောဆိုရင်လုပ်ငန်းပေါ့နော်ဆိုရင်သူကစမှုလက်မှုလုပ်ငန်းလုပ်ငန်းတွေအကုန်လုံးအသုံးလို့ရတယ်เนาะဆန်ကျော်နောက်ကခိုးကျော်ခိုးကျော်ကကြတော့စမှုလုပ်ငန်းပေါ့ဥမာကားဆက်ရုံလုပ်ငန်းအဲ့လိုမျိုးဆိုရင်စမှုလုပ်ငန်းခိုးကျော် ောက်ကဂျူဂျောဂျူဂျောဆိုလို့ရှိရင်စာတင်ကြားပို့ချတဲ့အချိန်ဥမာ class time ကမနက်၈နာရီ၄၇နာရီဖြစ်တယ်အဲ့လိုမျိုးဆိုရင်ဂျူဂျောเนาะဒါဆိုရင်တင်ကြားပို့ချတဲ့အချိန်မှာစကားမပြောရဘူးဘာလို့အဲ့လိုမျိုးပေါ့ဂျူဂျောဂျူဂျောချူနောက်ကကျတော့ဟွန်ဂျီဇူဂျူဂျောဟွန်ဂျီဇူဆိုတာကခေါနဲ့တူတူပဲဒီနေ့လို့ပြောတာပေါ့เนาะယနေ့ today ပေါ့ Q ကျော် Q ဆိုတာကရာစုမိဆိုတဲ့ခန်းကြီးလေးရလာတယ်။နားတီဆိုတဲ့အဓိပ္ပာယ်လေးနော်။ ဂေယောဆိုတာကလုပ်ငန်းဒီနေ့လုပ်ငန်းနာရဲ့ပြောချင်တာကဒီနေ့ဆိုင်ပိတ်တယ်လို့ပြောချင်လို့ရှိရင်ဟွန်ဂျီတုကျူဂေယောဒါဆိုရင်ချက်မဲ့စကားလုံးလေးလေးလုံးကနားလဲသွားပြီထင်တယ်နော်ဆန်ဂျောခိုဂျောဂျုဂျောဟွန်ဂျီတုကျူဂေယော ဒါဆိုရင်နောက်ဆုံးစကလုံးလေးကလုပ်ငန်းဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့အခန်းကြီးလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့လေ့လာသွားတဲ့စကလုံးလေး၁၀လုံးကတော့ဒီမှာပဲဖြစ်ပါတယ်။အားလုံးပဲလေ့လာရတာအဆင်ပြေမယ်လို့ထင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာလေးမှလည်းအတူတူပြန်တွေ့ကြမယ်နော်။ဆိုရတဲ့ဝါ月の音がで会いましょう。バイバイ。